ဘုရားရဲ့ဒုက္ခပတ်တော်နဲ့မိစ္ဆာဖွဲ့ပြီးတော့ကျွန်တော်တို့ခေါင်းအားယူဖို့တွေ့နာရှင်ကြတော်သာသမီများပြည်တွင်းပြည်ပမှာရှိတော်ယုံကြည်သူအားလုံးကိုဘုရားသခင်ထံပမလာတော်ငင်တဲ့ဝတ်မြောက်ခြင်းနဲ့အနာရချင်းငင်တဲ့ချင်းကိုအရောက်ချစ်စိတ်ပေါ်မှာတက်ရောက်ပါစေလို့မေတ္တာပို့ဆုတောင်းပြပါတယ်။ ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်နဲ့ခွန်အားယူဖို့ယူဆောင်လာတဲ့အကောင်းရှင်ကတော့တက်တည်ရတော်သူဤတက်တည်လို့အမေပြထားပါတယ်ဆိုတော့တက်တည်ရတော်သူရဲ့တက်တည်လို့ပြောတဲ့အခါမှာတက်တည်ရနိုင်ဖို့သူရဲ့တက်တည်ရတော်သူဖြစ်ဖို့အရေးကြီးတယ်လို့ဒီနေ့အားပေးခြင်းလဲ ယေရှုခရစ်တော်ကိုမိမိကဲ့သို့ယုံကြည်လက်ခံတော်သူရဲ့အသက်တာမှာဝိညာဉ်တော်ကတည့်တည့်ခံပြီးတော့ဖရာသခင်သားဖြစ်ကြောင်းကိုအသက်တာ၌ရှင်းလင်းစွာနဲ့နားလေသဘောပေါက်ကြုံမကဘူးဝိညာဉ်တော်ကလည်းတရိတ်ခတ်ခြင်းအပြင်သူကတက်တည်ရတယ်တက်တည်ရတော့သူအသက်တာမှာတက်တည်ရတော့သူရဲ့တက်တည်ကိုစီးထွက်လာတယ် ဖြစ်တယ်ပြည်ကျန်ချင်းစေချမှုရသလားလို့မေးလိုက်ရင်တက်တည်ရတော့သူကတော့ငါကယ်တင်ချင်းရတယ်ဒီစုခစ်တော်ကိုမိမိကယ်တင်ခြင်းယုံကြည်လက်ခံတယ်ဘယ်နည်းဘယ်ချင်းဘယ်ခொနည်းကနေပြီးတော့ဘယ်လိုဒီစုခစ်တော်နဲ့တွေ့ပြီးတော့မှဘယ်လိုမျိုးဝမ်းမြောက်ခြင်းကိုရလဲအတ္တကိုဘယ်လိုဘယ်လိုပြောင်းလဲခြင်းရှိရှိလဲဆိုတာကိုတို့တော့အတ္တမှာတက်တည်ခံစားရည်နဲ့ မြင်သာဘုရားသခင်ကြီးစိုးတော်ချီးမွမ်းခြင်းရဲ့အတေးပွင့်ကိုတွင်ရမှာဖြစ်တယ်။ဒါကြောင့်နံပါတ်1အနေနဲ့ပြောချင်တာကတော့တက်တည်ရနိုင်ဖို့အတွက်ပထမမှာကိုယ်မှာတက်တည်ရှိဖို့လိုပါတယ်။ဒီတက်တည်ကတော့ဝိညာဉ်တော်ကပဲတက်တည်ခံပါတယ်။ဘုရားသခင်သာဖြစ်ကြောင်းရောမခန်းကြီးရှိခိုင်းတဲ့၁၆ထဲမှာလဲဝိညာဉ်တော်ကနေပြီးတော့ စိတ်နှလုံးထဲမှာတက်တေခံပြီးတော့မှဖရာသခင်ကိုအပအဖာဟုခေါ်ရတော့အခွင့်ကိုပေးတယ်လို့တမန်ကျမ်းစာကပြောတဲ့ကြောင့်ယေရှုခရစ်တော်ကိုမိမိကဲ့သို့အယုံအနေနဲ့ယုံကြည်လက်ခံတော်သူအားတန်ရှင်တော်ဝိငင်တော်ရဲ့တရေခတ်ခြင်းရဲ့တက်တေကိုရပြီးတော့သူတက်တေရတော်သူကအတ္တမှာဖရာသခင်ပြည့်တဲ့ဝမ်းမြောက်ခြင်း တက်တေခံရှာကြည့်စီထွဲပြီးတော့မှ သူများကိုဝေမဝေမြတယ်တက်တေခံတယ်ပြီးတော့မှသူတက်တာမှာဝိငင်တော်ရဲ့တက်တေအဖြစ်ရတဲ့ပြန်လဲခြင်းရက်လက်ကိုအတ္တတာမှာမြင်ရမှာဖြစ်တယ်ဒါကိုအတူဆုံးနဲ့ပြုတ်ခြင်းတယ်မကပါဘူးခရိခရိယအတ္တတာမှာလဲကျွန်တော်ဖရာတက်ခင်တက်တေရတော်သူရဲ့အတ္တတာမှာတက်တေရှိတယ်ဆိုတဲ့ အရာတွေကျန်းစာထဲမှာအများကြီးရှိတဲ့ထဲကနေပြီးတော့ဒီညမှာပေါသူရတယ်လဲဆိုရင်ကျွန်တော်တို့ဖယားတခင်ရဲ့တက်တည်ရတော့သူအမျိုးသမီးတယောက်ဒါမှမဟုတ်မိသားစုကိုရဲ့အတ္တသားကျွန်တော်အမြင်ရတယ်ဓမ္မရာဇဝင်နှခန်းကျေးလေးထဲမှာ ကံကျေလက်ခိုင်းရဲ့ရှစ်ထဲမှာစုံမျိုးအမျိုးသမီးအမျိုးသမီးကနေပြီးတော့ prophet ကိုမြင်တဲ့အခါမှာဘုရားသခင်ရဲ့လူဖြစ်တယ်ဆိုတာကိုသိလိုက်တာနဲ့အင်းမခေါ်ပြီးတော့မှအစာစာဘောအတွက်သူဖိတ်ခေါ်တယ်မကပါဘူးအင်းမတဲခိုနိုင်ဘောအတွက်အခန်းတွေကိုလုတ်ပြီးပြီးတော့လေးများနှစ်ယောက်တဘောသူချင်းအချင်း ဖုရားရဲ့လူ prophet ကိုသူလက်ခံတယ်ဆိုတာတွေ့ရတယ်။ဖုရားရဲ့လူဖြစ်ကြောင်းကိုတည်ပြီးတော့မှရှင်အတ္တမှာဝမ်းမြောက်ခြင်းအပြင်လက်ခံတဲ့တက်တေကို ရတဲ့အမျိုးသမီးရဲ့အတ္တမှာ prophet ကနေပြီးတော့ငါတို့ အပေါ်မှာဒီလောက်ကောင်းတဲ့အမှုတွေကိုလုပ်တဲ့အတွက်ကြောင့်တင်းအတွက်ငါတို့ဘာလုပ်ပြီးမလဲ။မြို့သမီးကတော့ကောင်းချီးရောက်ခြင်းလို့မဟုတ်ပါဘူး။ ဒါ ਈ မဲ့ဘုရားရဲ့လူဖြစ်တယ်ဆိုတာလက်ခံပြီးတော့ခေါ်ဖိတ်ပြီးတော့မှအခန်းကိုပင်စင်ပြီးတဲ့အမျိုးသမီးရဲ့အတ္တာမှာဘုရားရဲ့တက်တည်ရတော့ကြာဘုရားရဲ့တက်တည်ကိုရတော့အမျိုးသမီးအပေါ်မှာဘုရားကနေပြီးတော့တက်တည်ထိုးခြင်းတာဖြစ်တယ်အလစာကနေပြီးတော့မှမိတဲ့ခါမှာဘာမှမလိုဘူးပြည့်စုံတယ်ပေါင်းကြီးကျွန်တော်ရဲ့ ခင်ပွန်းတဲ့အမျိုးဆွေမျိုးတွေနဲ့ကျွန်တော်တို့ပြည်ဆောင်ပါတယ်စင်ပီတွေအလုံးဘာမှမလိုဘူးလို့ပြောပါတယ်တာပြီမဲ့ဘာလိုတယ်လို့သူ့ရဲ့ကျုံကိုမြင်တဲ့အခါမှာသူတို့မှာအုတ်စားပစ္စည်းအုတ်စားတွေရှိပါတယ်တာပြီမဲ့ตาမရှိဘူးသူ့ခင်ပွန်းတဲ့လက်အသက်ကြီးရင်းနေပြီကလေးမရှိဘူးလို့ပြောတော့ ပြန်ခေါ်ပြတော့မှကလေးကိုရမယ်လာမယ်နှစ်မှာတော့ကလေးကိုဖျားရမယ်လို့သူပြောလိုက်တော့အမျိုးသမီးကမယုံနိုင်လို့ဝန်ဖျားကတက်တည်ထူတာဖြစ်တယ်ပြောတဲ့တိုင်းပဲလာမယ်နှစ်မှာတော့အမျိုးသမီးကနေပြီးတော့ကလေးကိုရတယ်ဖျားကိုဖျားရဲ့တက်တည်ကိုသူရတဲ့တော့ကြောင့်ဖျားရဲ့တက်တည်ရတဲ့အမျိုးသမီးရဲ့အသက်တာ၌လူအနေနဲ့မဖြစ်နိုင်တော့ဘူးမျိုးလင်းဆရာလည်းမရှိတော့ဘူး စွတောင်းတာလည်းမဟုတ်ဘူးဒါပေမဲ့ဖခင်ကတက်တေးထိုးပြီးတော့မှ မမြော်ရင်တော့ကောင်းကြီးလီသူတို့မိသားစုမှာတကယ်လို့အပ်တဲ့လိုချင်တဲ့ကလေးရတာဖြစ်တယ်။အဲကလေးကိုရတဲ့ခါမှာလေကလေးကလိုဖြစ်တော့ချာနော်နှုတ်ဖြတ်ပြီးတော့မှတန်တိကြတော့ဖြားပြီးတော့မှအသက်ကိုဆုံးသွားတယ်။အသူဆုံးနဲ့ပြုံးမဲ့ဆိုရင်အသက်ဆုံးတဲ့ခါမှာလေ စေယုံစေခန်းဒီဆောင်းဝန်ဒီအာမတော်ပဲနဲ့မှာဖရားရဲ့လူစီမှာပဲတွားပြီးတော့တိုးရဲ့ဝန်နဲ့ကြည်ခွဲခြင်းကြားပြောတယ်ဖရားကနေပြီးတော့ပြန်ပြီးအကလေးကိုအသက်ပြန်တွန်းပြလိုက်တယ် prophet အပြင်ပြန်ပြီးအသက်ဆင်းစီတယ်ဖရားရဲ့တက်တည်နောက်ထပ်တစ်ခုရတာဖြစ်တယ်ဖရားရဲ့တက်တည်ကိုရရင်တော့ဖရားရဲ့တက်တည်က တက်တေကပဲတက်တေပြန်ပြန်ထိုးတယ်အဲ့ဒါကိုပြောချင်တာဒါကြောင့်ဒီကနေ့အသက်တာမှာဖယားကိုယုံကြည်လို့ကူစားလို့ဗာဖယားတခင်ကိုဒီနေ့တကယ်ကိုစွတောင်းတယ်ဆိုရင်တက်တေရယုံမကဘူးထိုတက်တေကနေပြီးတော့နောက်ထပ်တက်တေခံစရာဒီပွားများစီပြီးတော့တက်တေရတော့သူကတက်တေခံစရာဒီ ထွက်ထွက်လာတာဖြစ်တယ်ဆိုတော့ဒီနေ့အားပြချင်တယ်ဒါကြောင့်ဒီကနေ့ခရိယံများယုံကြည်သူများဘုရားတခင်ရဲ့တာသမီများအတ္တမှာတခါခန်းခန်းချောက်တတိယခန်းချောက်တောင်းမရှိလောက်အောင်အတ္တမှာဝန်နေကြည်ကိုရတဲ့အချိန်ရှိပါတယ်ဒါမဲ့ခက်ခဲတော့ကာလ၌ဘုရားကိုကိုးဆိုင်တော့ဘုရားကနေပြီးတော့အံ့ဩဖို့အမှုတစ်ခုပြုတော့ဘုရားတက်တေထူတော့ဘုရားဖြစ်တယ်ထူတက်တေကိုရရင်တော့ ထိုတက်တေကနေပြီးတော့တက်တေခံစားပြီးနောက်ထပ်သစင်ပြီးသစင်ခွာရဲ့ဘုံတော်ကိုထင်ရှားစေပြီးတက်တာမှာခံစားစေမှာဖြစ်တယ်ဆိုတာဒီနေ့အားပြချင်တယ်နေနေကျွန်တော်တို့အခန်းကြီး၈အခန်းကြီး၈ရောက်တဲ့အခါမှာသူတို့ဘာတွေ့ရတာလဲဆိုရင်အဲအမျိုးသမီးကိုဖခင်ကမမေ့ဘူးနိုင်ငံတော်တွင်မှာဘာရောက်ဘာရောက်မလဲဆိုရင်အစာငါခေါင်းပါခြင်းကိုရောက်မယ်ဆိုတာဖခင်က အစာငါငါခေါင်းပါခြင်းကိုမာတယ်လို့ prophet ကနေပြတော့ပြောတယ်။ဒါကြောင့်ဖယားရဲ့လူဖြစ်တဲ့ဖယားတခင်ကောင်းချီးပေးတဲ့သူဖြစ်တဲ့ဖယားတခင်ကောင်းချီးပေးတဲ့နိုင်ငံမှာနေတယ်။ဒါပေမဲ့တခါခါချင်းဖယားရှိကနေပြတော့အစာငါခေါင်းပါခြင်းကိုရောက်ဖို့အတွက်အခွင့်ပေးတဲ့ချိန်ရှိသက်ပါတယ်။နိုင်ငံတော်ထဲမှာအတင်းတော်မှာမိသားစုမှာလုပ်ငန်းကွန်မှာတခါခါချင်းအစာငါခေါင်းပါခြင်းတွေပြသနာတွေဟာလာမထင်မှတ်တဲ့ အဒုက္ခဆင်းရဲခြင်းတွေဝမ်းနည်းကြီးကွဲခြင်းတွေဆုံဆုံခြင်းတွေရောက်တတ်ပါတယ်ဒီအရာအားလုံးကလည်းဘုရားတခင်အခွင့်တော်အဖြစ်ဖြစ်တတ်တယ်လောကဖြစ်တော့ကြအတ္တခါခါကြရင်ဘုရားကအခွင့်ပြုတဲ့ခြင်းရှိပါတယ်ဒါပေမဲ့ဒီကနေ့ပြုတ်ခြင်းတော့အဲ့လိုမျိုးဖြစ်မဲ့အချိန်မှာလောကမှာဘာဖြစ်မဲ့အနာဂတ်မှာဘာဖြစ်မဲ့ကျွန်တော်အမိသားစုမှာဘာဖြစ်မဲ့အသင်းတော်မှာကျွန်တော်တို့နိုင်ငံဘာဖြစ်မဲ့ဆိုတာကို သူတန်တီတဲ့ဖရာ ဖြစ်တော်ကြောင့်သူသူတန်တီတော့ဖရာကနေတက်တေရတော့အရင်ကလေးကနေပြီးတော့တက်တေရတဲ့အမျိုးသမီးစေကိုတွားပြတော်မှာနော်ခုစင်ပြီးတဲ့နေရဒါမှမဟုတ်ခိုးလုံးတဲ့နေရဟလာအစာငါခေါင်းပါချင်းကိုရောက်တော့မှဖြစ်တဲ့ကြောင့်အစာရှိတဲ့နေရတနေရရာကိုတွားပါ ဘာဖြစ်လို့လဲဆိုတော့ဖယားရှင်ကနေပြတော့အစာငါခေါင်းပါချင်းကိုသူမာလိုက်ပြီခုနှစ်နှစ်ကြာမှဖြစ်တယ်လို့သူအချိန်ကာလပါတခါလေးပြောတာဖြစ်တယ်မြို့သမီးကအစကားကိုကြားတဲ့အခါမှာသူနဲ့သူတို့မိသားစုတဲ့သူနဲ့မိသားစုအားလုံးဖယားလိုရဲ့ပြောတဲ့စကားနားထောင်ပြီးတော့မှတခြားနေရာကိုထွက်သွားပြီးအစာငါခေါင်းပါချင်းခုနှစ်နှစ်ကာလမှာ ောင်းပတ်ခြင်းမရှိတဲ့နေရာလုံခြုံတဲ့နေရာကိုသွားပြီးတော့မှအဲ့နေရာမှာကျွန်တော်လုံခြုံစွာနဲ့နေရတာဖြစ်တယ်။တက်တည်ရှိတဲ့တို့မှာအရင်ကတည်းကတက်တည်ရှိတဲ့မြို့သမီးဖြစ်တော့ကြောင့်အစာငါခောင်းပတ်ခြင်းကိုရောက်တယ်ရောက်တဲ့ချိန်မှာလည်းဖခင်ကနေပြီးတော့အခါကောအစာငါခောင်းပတ်ခြင်းကိုရောက်မယ်ဆိုတာကိုပြုံးယုံမကဘူး။ထွက်သွားပါပြီတော့အချိန်ကာလဘယ်လောက်ကြာမလဲဆိုတာကိုဖယားကရှင်းရှင်းလင်းလင်းနဲ့ပြောတဲ့စကားဖြစ်တယ် လေရာလေဝဲတွားဘယ်လိုတွားမလဲအနာကပါဘယ်လိုခြေလမ်းလမ်းမလဲကျွန်တော်တို့မသိပါဘူးဒါပေမဲ့ဘုရားသခင်တက်တည်ရတော့သူကိုအတွင်းနှလုံးသားထဲမှာဓမ္မအာယုံထဲမှာအမြဲတမ်းဘုရားရှင်ကပြီးတော့နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ကိုစကားပြုတ်တယ်အားပေးတယ်နှစ်သိမ့်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာဒီကနေ့အားပေးခြင်းတယ်တော့အစံကခေါင်းပါခြင်းခေါနနစ်ပေးတဲ့အခါမှာ အစနာခွန်ကွာချင်းခွန်တန်တပြည့်တဲ့ခါမှာအမျိုးသမီးနဲ့မိသားစုအားလုံးကိုပြန်လာတယ်။အရင်ဘုရားတခင်တကူတော်အဖြစ်တည်ပြီးတော့တာနဲ့မိသားစုနော်ဘုရားတတိယတဲ့အာတာနဲ့ဘုရားတတိယဖြစ်ကတာကိုရတယ်တေတာကြရပြီးတော့မှကလေးကိုလည်းတည်တယ်ဒါပေမဲ့ဘုရားတကူတော်ပြန်ပြန်ပြီးအသက်ရှင်စေတယ်ဘုရားကနေပြီးတော့ ဘုရားတခင်ပြည့်တဲ့တက်တေတို့မှာအမြင်ချမ်းရှိတယ်။အတားနဲ့အစာငါခေါင်းပါခြင်းခုနှစ်နှစ်ပြည့်တဲ့အခါမှာပြန်လာပြီ။ခုနှစ်နှစ်အတွင်းမှာသူပိုက်ထားတဲ့အိမ်ဒီယာဒီလေဒီဟာလားပြန်တောင်းဖို့အတွက်ရှင်ဘရင်စင်မှာအတနာခံဖို့ရန်တွားပြီးတော့မှရှင်ဘရင်ရှိတဲ့နေရာကိုရောက်တဲ့အချိန်မှာရှင်ဘရင်က အရင်ဒီ prophet ရဲ့ဂျုံဖြစ်တဲ့ဟေကရီကိုဘာပြင်းတယ်လဲဆိုရင်အလစာရဲ့အလစာပြုတ်တဲ့နမိတ်လက္ခဏာတွေကို ပြုတ်ပါလို့ပြောတော့အလစာကနေပြီးတော့ဘုရားဒီဘုရားရဲ့လူဖြစ်တဲ့ prophet ကနေပြီးတော့ဘလောက်အောင်အောင်ပွဲအမှုတွေကိုပြုတ်တယ်လဲဆိုတာတခုတခုတခုပြစ်တခုပြောတဲ့အဲမှာအတိအကကကလေးမရတဲ့လေမြနှစ်ယောက်ကို စုတောင်းပြခြင်းပြင်ကလေးရတဲ့အကလေးကိုတေးတယ်ရပြတော်မစုတောင်းပြတယ်ပြန်ပြအသက်ရှင်တယ်လို့ပြောနေတဲ့အချိန်မှာပဲရှင်ဘရင်ကိုအတနာခံဖို့တော့ခொနေနေအတွဲမှာသူထားခဲ့တဲ့အချိန်နိုင်ငံတော်ကိုထားခဲ့တဲ့အချိန်မှာအရင်သူပိုင်ထားတော့အိမ်နဲ့ယာတွေနဲ့လယ်တွေဥစ္စာတွေကိုပြန်ပြတော့မှကျွန်တော်ကိုကျွန်မကိုကျွန်တော်မိသားစုကိုပြန်ပြပါ အတနာခံဖို့အတွက်သွားနေတဲ့အချိန်နဲ့အကိုက်ဖရာရှင်ကနေပြီးတော့အောင်းအော်ဝဲအမှုတွေကိုတက်ဖရာရဲ့တက်တယ်ဇေအဒီပေါ်ကျုံကနေပြီးတော့မြင်လိုက်တာနဲ့ပါကိုပြောတယ်ပါပြောတယ်ဆိုရင်အော်ရှင်ဘယင်ကျွန်တော်ပြောတဲ့အမျိုးသမီးကဒီမျိုးသမီးဖြစ်တယ်ပြီးတော့မှဒီ prophet ကြီးကနေပြီးတော့သုတောင်းခြင်းအပြင် prophet သုတောင်းခြင်းအပြင်ပြန်ပြီးအသက်ရှင် အပြည့်ပြန်ပြည့်အသက်ရှင်တဲ့ကလေးကတဲ့ဒီကလေးဖြစ်တယ်လို့သူတက်တင်နဲ့ပြလိုက်တော့ရှင်ဘရင်ကအမျိုးသမီးကိုမိတယ်ဘယ်လိုလဲပရိုဖက်နဲ့ဘယ်လိုတွေ့ပြီးတော့ဘယ်လိုကလေးရပြီးတော့မှဟာလာဘယ်လိုကလေးပြန်ပြည့်အသက်ရှင်လဲဆိုတာကိုသူကနေပြီးတော့မင်းမြန်တော့အမျိုးသမီးကလည်းသူတွေ့သူတွေ့တဲ့အရာတွေသူခံစားတဲ့အရာတွေ တို့မေတ္တာစုမှာဖရာတခင်ပြုတဲ့အရာတတေခါနဲ့တခုပြီးတခုခါနဲ့ prophet ပြုတဲ့နမိတ်လက္ခဏာဖရာတခင်ပြီးတဲ့နမိတ်လက္ခဏာတူကြတဲ့နမိတ်လက္ခဏာဒီကလေးကနော်ဘယ်နှစ်မှတော့တေပြီးတော့မှစုတုံးခြင်းပြန်ပြအသက်ရှင်တာဖြစ်တယ်ဆာငါခွန်ပါခြင်းကိုရောက်ဖို့ပြောတယ်ကျွန်တော်ကကျွန်မကမြို့သားစုမြေသားစုနဲ့လုံခြုံတဲ့အရက်ကိုတွားပြီးတော့မှခွန်တန်ပြီးတဲ့ခါမှပြန်လာတာဖြစ်တယ် ဒီကျွန်တော်အင်းကျွန်တော်ရာကဒီလိုနေရာဖြစ်တယ်အဲ့တော့ပြောလိုက်တော့ရှင်ဘယင်ကြီးကနေပြီတော့ဟောသူတွားမတွားသူမတွားခင်မှာသူ့ရဲ့ဘိုက်သူပိုက်ထားတော့အင်းဒီယာဒီလဲဒီရှိတဲ့အရာတွေကိုပြန်ပြေးုံမကဘူးလဲကနေပြီတော့ခொနှစ်အတွင်းမှာထွက်တဲ့ကောင်းကြီးကြီးတွေကိုပါစံစပါးတွေကိုသာအကုန်လုံးပြန်ပြေးပါဆိုပြီးတော့မှ ဒီကိစ္စကိုစုံရွက်ပြဖို့အသာရှိတယောက်ကိုခံထားပြီးတော့မှခုနှစ်နှစ်အတွက်မှာထားခဲ့တဲ့အိမ်ဒီဂျာဒီပစ္စည်းတွေပြန်ကြကြုံမကဘူးခုနှစ်နှစ်အတွက်မှာသူ့လယ်ကနေပြီးတော့ထွက်တဲ့ကောင်းကြီးတွေကိုပါသူ ပြန်ကြတာဖြစ်တယ်တက်တည်ရှိတော့သူကတက်တည်ရတယ်လို့ပဲပြောချင်ပါတယ်ကျွန်တော်တို့နိုင်ငံထဲမှာကျွန်တော်တို့ရဲ့မိသားစုမှာစီပွားရေးခွင့်မှာကျွန်တော်စီပွားရေးမှာ ဟလာကျွန်တော်ရဲ့အတင်းတော်ထဲမှာအစာငတ်ခေါင်းပါခြင်းကိုရောက်လို့ခက်ခဲခြင်းတွေယူခြင်းပစ္စည်းမှုတွေဟလာခက်ခဲမှုတွေငိုကြွေးဝမ်းနေခြင်းတွေတို့တွေ့ကြုံကြပါတယ်ဒါပေမဲ့ဘုရားရှင်ကကျွန်တော်ရဲ့မဆာတော်ဘုရားသခင်ဖြစ်ယုံမကဘူးလမ်းပြတော်အရှင်ဖြစ်ပါတယ်ချိုလမ်းပြတော်အရှင်ဖယားတခင်စကားတော်ကိုနားထောင်ပြီးတော့တန်ရှင်တော်ဝိညာဉ်တော်အလစ်အလာကိုနားလေတပေါ်ပေါတော်သူအတ္တတာမှာ ဖယားကတက်တည်ပြည့်ုံမကဘူးဒီကိစ္စဒီအားလုံးပြီးသွားတဲ့အခါမှာလဲကျွန်တော်တို့ခုနှစ်နှစ်အတွင်းမှာကျွန်တော်တို့အာကွန်ကွန်ကွန်ဆုံ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 ကဲတော့ဆုံဆုံပြီးကဲတော့ဒီကျွန်တော်တို့ပစ္စည်းဒီအောက်စားဒီအောက်စားဒီဝန်နေကြီးကွဲမှုဒီအာကျွန်တော်တို့ရဲ့အတ္တမှာပိုက်ဆိုင်မှုတွေကိုပြန်ပြီးတော့ဖယားတဲ့ခင် ကျေးဇူးပြုတော့ဘုရားသခင်ဖြစ်တယ်ဒါကြောင့်အတ္တမှာဘုရားရဲ့တက်တည်ရတော့သူကတက်တည်ကိုရပါတယ်မြို့သမီးကနေဘုရားသခင်ရဲ့တက်တည်ကိုအရင်ကတည်းကနေပြီးတော့ရတော့ကြဘုရားကနေပြီးတော့ဒီအစာငါခွန်ပါချင်းပေးသွားတဲ့နောက်ပိုင်းမှာလည်းသူတက်တည်နဲ့ဘုရားတခင်ရဲ့ကောင်းမြတ်ခြင်းကိုခံစားစေတယ်မိသားစုဆုံဆုံလဲလဲနဲ့ဘုရားပြုတ်တဲ့နမိတ်လက္ခဏာတွေတက်တည်ခံရတော့အခွင့်ကိုရတယ်သူ အရင်ပိုက်ဆိုင်ပိုက်ဆိုင်ထားတော့အင်ဒီယာတွေလဲဒီပြန်ကြကြုံမကဘူးအချိန်ကနေပြီးတော့ထွက်သွားတဲ့ကောင်းကြီးတွေကိုလည်းပြန်ပြီးခန်းစားတယ်လို့သူတို့သူရတဲ့အတိုင်းအတ္တမှာဟလာကျွန်တော်တို့ဆုံဆုံသွားတဲ့ကောင်းကြီးတွေကိုပါပြန်ပြီးတော့ဘုရားတခင်ဖြစ်ပါတယ်ဒါကြောင့်ကစားနေတီတယောငါတို့ကောင်းကြီးမခန်းစားပါလားဝန်နေကြီးကိုပြီတော့တန်ဒီနေမယ်ဆိုရင်ဒီနေ့စူတောင်းပြီတော့ဘုရားရဲ့မျက်မှောက်တော့ကိုပြန်ဆရာမယ်ဆိုရင် လွန်ခဲ့တဲ့အချိန်မှာကျွန်တော်စုံစုံသွားတော့ဟာကောင်းချီဒီကိုပါပြန်ပေးနိုင်တော့ဘုရားသခင်ဖြစ်တယ်တက်တည်နဲ့ကျေးဇူးပြုတော့ဘုရားသခင်ဖြစ်တယ်ဆိုတာပြောရင်လည်းညံ့ပါတယ်အရောက်စစ်ဆိုင်ပေါ်မှာဘုရားရှင်အထူးကောင်းချီပေးပါစေ